The Fall of Handori 1959အခန်း20ငရဲဘွက်တမယအလောင်းဘုရားဤလက်ရဘလူငညိုသူဖေတောင်စီရကျော်မရှိ၍ဖေတောင်ကျော်စွာငပေါ်ထင်တို့ဦးဆောင်သောလက်ရွေးစဉ်အသေးခံစစ်တီ650သည်အစု3စုခွဲ၍ Handori ပြည်မြို့တစ်တက်ကြီးပေါ်သို့ဝင်စီးနေကြခြင်းဖြစ်သည်ပြည်မြို့သောတက်ဖြစ်သောဖေကျော်စောပြားဤတမယမှာအပေါ်စီးမှအမြောက်တနံများပွဲလဲရည်များဖြင့်အသေးအံတိုက်ခိုက်ခုခံကြသည် အပြန်ပြန်လန်ကြနေသည့်ကြားမှာဧကားများကိုထောင်ရဲသော၎င်းအောင်မိုးတင်ဝင်စင်များဖြင့်ကြီးကပ်၍၎င်းခံတက်ပေါ်သို့အသေးခံတက်ကြ၏မညိုသူဤတက်မှာတောင်ဘက်ခြမ်းတွင်ဘယ်ကျော်ဤတက်များဖြင့်ရင်ဆိုင်တွေ့ကြ၏ဘိုးဘယ်ကျော်မှာအေးမလသဖြင့်ခံတက်အောက်သို့စုပ်ခွာနေရ၏နှစ်ဖက်အကြဆုံးများလာပြီးသည့်နောက်တက်သုံးတက်မှာခံတက်ပေါ်အလုံးရင်ရောက်ရှိသွားကြသည်တစ်တက်ကြီးတစ်ခုလုံးကိုမီးတင်ရှို့ကြသည်ဖြင့်အေးချမ်းလာသောစောင်းညမှာအလျင်တနည်းကြီးအပူတက်တို့ဖြင့် ဘဲကြောင်နှင့်စောပြတို့ကအမောင်တို့ကိုကာကွယ်ယူလျက်နန်းမြို့ရိုးကျုံရှိရာသို့အစုအစည်းမပြတ်စုခွာသွား၏ဟန်တော်ရီနန်းမြို့စီသို့တွားရလမ်းမှာမောင်းမဲနေသည်စိတ်သက်တက်ကြွနေသောကုန်းမောင်စစ်တီတို့မှလိုက်လံတိုက်ခိုက်ရန်ပြင်ဆင်နေကြ၏ကိုရွှေရွေးတို့ကိုပေါ်တင်တို့ခမည်းတော်တက်တွေကိုခဏရခိုင်းပြဒီကိုလာကြ။အိုးမညိုသူကအော်ဟစ်လိုက်သည်စစ်မောင်းများတနောင်တော်ထုတံများပါတိတ်ဆိတ်သွား၏မညိုသူရှိရာသို့ငွေရွှေရွေးနှင့်ငပေါ်တင်တို့ရောက်ရှိလာကြသည် ဒါလောက်ရေးကြီးတဲ့ပြင်မျိုးကိုသူတို့ခုခံပုံကပြော့နေလို့နဲ့တမျိုးပဲမျိုးရိုးစီကိုတွားရလမ်းတွေကိုအပေါင်ချထားပြီးစုပ်ခွာသွားတယ်ဘလို့ထင်ကြလဲထောင်ချောက်ဖြစ်နိုင်တယ်ငညိုသူပြင်မျိုးတကားပွင့်ပြီလားပြင်မျိုးတကားကိုသူတို့ဘက်ကတန်ဆိုးတွေနဲ့အသေးရိုက်ပိတ်ပြီးစုပ်ခွာသွားတာအဲ့ဒါတွေကိုခွာထုတ်နေရတာကြာဦးမယ်ဒါဆိုရင်ဒီလိုလုပ်ကြမယ်အုံမောင်တစားတချို့ကအမောင်လူတဲ့သူဖြန့်ကျက်ပျောက်ကွယ်သွားကြ၏ ခဏကြာတွင်ဟန်ကာရီပြင်မြို့ရှေ့ဘက်တချမ်းလုံးမီးတောင်မီးလျံများအချိန်ကုန်ကြီးစွာတက်လာတော့သည်ထုံမြင့်ကွင်းကိုဟန်ကာရီနမ်းမြို့ရိုးပေါ်မှဥပရိယာသာဥောက်များမြင်းမှုမင်းသားအောင်စားနှင့်တလပန်းတို့မတက်ရက်ကြည့်နေကြ၏သူတို့စကားတလုံးမှ မပြောကြပြင်မြို့ကြီးတချမ်းမှာမီးဟုံဟုံတောက်လောင်နေပြီစူညံအော်ဟစ်တံများခုတ်တဲ့တပ်ဖြတ်တံများကတွေးပြက်စရာပင်မကြမီဥပရိယာသာဥောက်များနှင့်တလပန်းတို့ကမြို့ရိုးပေါ်မှခတ်တုတ်တုတ်ဆင်းသွားကြသည် တံများမှာနမ်းမြို့အုံယိုးအတွင်းသို့ဆုတ်ခွာလာကြသောဘဲတော်နှင့်စောပြားတို့၏တံများကလည်းစုညံလျက်မြို့ကပိတ်လိုက်ပြီလားအောင်စား၏နဘေးတွင် စာရာကလာရက်၏ပြင်မျိုးစစ်တပ်ပေါက်သွားပြီစာရာသူတို့ဝင်လာကြပြီဒါကြောင့်နမ်းမြို့တကားကိုအခိုင်အမာပိတ်လိုက်ပြီမီဟုံဟုံတောက်နေသော ပြင်မျိုးကြီးကိုငေးကြည့်နေရမှာအောင်စားကဖြေလိုက်သည်အနီးအနားတွင်ရှိနေသောတလဘန်းကသူတို့ကိုအခဲခတ်လိုက်၏ဒါဆိုပြင်မျိုးမှာရှိတဲ့လူတွေရော အကုန်လုံးကိုနမ်းမြို့တွေတွင်းလိုက်ပြီလားအောင်စားကခေါင်းခါလိုက်သည်ဘယ်တော်တို့ကတော့ရသလောက်ခေါ်လာခဲ့တာပဲအပြစ်မှာတော်တော်များများကြံရစ်တယ်ဘာဖြစ်လို့လဲသူတို့အားလုံးကိုဘရင်တပ်ကအကာအကွယ်ပေးပြီးအထဲကိုခေါ်လာရမှာလေသူတို့ကပြည်သူတွေသူတို့ကာကွယ်ရမယ်ပြောသလောက်မလွယ်ဘူးစာရာထိုတစ်ချိန်တွင်ဟန်တာဝီအတွင်းမြို့တကားကပွင့်သွား၏ပြန်ထွက်တိုက်ရမလား ဆာရာ၏အတန်ကတက်ကြွနေသည် မဟုတ်ဘူးဆာရာအခုနောင်တော်ဘုရားက အင်းဝမ်းကနေဖန်းစီခေါ်ဆောင်လာတဲ့ဘရင်ဆွေတော်မျိုးတော်တွေမူကြီးမရရင်နဲ့သူ့ဆွေမျိုးတွေကိုပြန်လှုပ်ပေးမလို့လုပ်နေတာဆာရာက မျိုးရိုးအောက်ကိုငုံကြည့်လိုက်တော့အခါအမျိုးသမီးနဲ့ကလေးငယ်တချို့မှအထုပ်ပိုးကိုစီဖြစ်ဘလို့သူတို့ဒီစစ်ပွဲဖြစ်နေတဲ့ပြင်မြို့တဲစီကိုပို့ပြမှာလားဒါလှုပ်ပေးတာမှမဟုတ်တာသူတို့တက်ကွင်းတဲ့ကိုပို့ပြီးတေကန်ခိုင်းနေတာဒါတသက်တရေဘောကြောင့်လားပဲ သူတို့ကဟန်တာရီသားတွေမဟုတ်ဘူးအင်းဝသားတွေလေးစားတာဒါအပြင်အခုဟန်တာရီမျိုးတကားကိုပိတ်ပစ်ပြီးရန်သူလက်ထဲမှာခွေးတွေဝတ်တွေအသေးခံခိုင်ခံ့ကြတဲ့သူတွေကလည်းဟန်တာရီသားတွေပဲမဟုတ်လားအခုအချိန်မှာဒီလိုလောက်တာဟန်တာရီနိုင်ငံကြီးရဲ့ပိတ်ခါတရားနဲ့စိုက်နေပါတယ်မောင်ဖျားစားတာဒါမင်းကိစ္စမဟုတ်ဘူးလေကျမလည်းဟန်တာရီသူပဲဟန်တာရီမှာနေနေတဲ့သူအားလုံးဒီကိစ္စနဲ့စိုက်နေမောင်ဖျား ဒီစစ်ပွဲကဟောရှိကပြည်သူတွေကိုပဲအသေးသေးသေးမဲလို့မထင်နဲ့ဟောဒီနန်းတော်ကြီးအနောက်မှာရှိတဲ့ရွှေဘုံစံဘရင်ကြီးတွေမင်းသားမင်းသမီးတွေကိုပါမကြခင်တိုက်ခိုက်လာတော့မယ်ဆိုတာကိုအားလုံးသိတဲ့နဲ့ထိုချိန်တွင်ဗညာစိန်ကမြို့ရိုးပေါ်သို့တက်လာ၏ကိုတော်လေးဗျာနန်းတော်တွေမှာအရေးပေါ်ညီလာခံလောက်ပါမို့ဘရင်မင်းမြအမိတ်နဲ့စင့်ခေါ်ခိုင်းလိုက်ပါလေဘိုးချုပ်တာလပန်းကိုရောခေါ်ခိုင်းလိုက်တာပါစရာအိမ်ကိုအခုပဲပြန်ပါမကြခင်မှာငါတို့အသေးအကြီးတိုက်ရတော့မယ် အောင်ဆာကစာရာ၏ပခုံးကိုတစ်ချက်ဆုပ်ကန်ပြီးနောက်အောက်ဘက်သို့ဆင်းသွား၏တာလီဘန်ကလည်းအောင်ဆာ၏နောက်မှ လိုက်ဆင်းသွားတော်သည်တစ်လုံးများဝကံများပြည့်ကာယံထားသည့်အနောက်တွင်ဟန်ဒါဝရီပြင်မြို့နေတာမန်အရက်သားလူကြီးလူငယ်အချို့ကဝချွန်လှန်ရှည်များကိုစီဖြင့်ငြိမ်သက်နေကြ၏မကြမီကပင်ဟန်ဒါဝရီတက်တချို့မှသူတို့အားကြော်ဖြတ်ကာဆုပ်ခွာသွားကြသည်ဟန်ဒါဝရီပြင်မြို့ကြီး၏ရှေ့ဘက်ကြာဆုံးအရက်မှာဇယက်များအဆောက်အဦများထဲမှာ ထွက်လာသည့်အလျံတညင်းကြီးမီးတောင်များကိုတစ်ချက်တစ်ချက်မြင်နေရ၏ကုန်းမောင်တံများကဟန်တာရီပြင်မျိုးကိုစတင်မီးရှို့နေပြီဖြစ်သည်နမ်းမျိုးတကားပတ်လည်တွင်တည်ထားသောသူတို့လူနေရောက်ကွက်များထံသို့မကြာမီရောက်လာတော့မည်စောပြားနှင့်ဘယ်ကျော်တို့၏တံများမှာမကြာသေးမီကပင်နမ်းမျိုးတွင်သို့ဝင်ရောက်စုပ်ခွာသွားခဲ့သည်ပြင်မျိုးတွင်ကြံရဲခဲ့သောသူများမှာနမ်းတွင်ရှိလူများနှင့်လည်းအပတ်အသက်မရှိငွေကြေးအင်အားလည်းမရှိသည့်တာမန်စင်းရဲသောပြည်သူများသာသူတို့အသက် သူတို့မျိုးသူတို့နိုင်ငံကိုသူတို့ပင်ကာဝယ်ရတော့ပြီ။ဘုံမောင်တံများသည်စေဦးဘလူးပီပီမြင်သမျှကိုထိုးခုတ်တက်ဖြတ်မီးရှို့လာနေခဲ့ပြီဖြစ်၏။အရက်သားစစ်သားခွဲခြားနိုင်ခြင်းမရှိတော့မြို့ကကြောက်မက်ဖွယ်ရာထိတ်လန့်ဖွယ်ရာအတိများဖြင့်ထိုအချိန်တွင်နမ်းမြို့ရိုးစီမှရုတ်တရက်တကားပွင့်လာ၏။ခိုးကန်ကြမည်မြို့သားအစုဖွဲ့အားလက်တလောခေါင်းဆောင်နေသည့်ဥက္ကုနှင့်ငပြန်တို့ကမတက်ထားရလိုက်ကြသည်။ဟန်တာရီပင်ကသူတို့အားမြို့တွင်းသို့ဝင်ခွင့်ပြုလိုက်ပြီလော။ သို့မဟုတ်ဟန်တာရီပြင်မြို့မှပြည်သူများကိုကာကွယ်ရန်စစ်သူများရောက်လာပြီးတော့နမ်းမြို့အတွင်းမှအထုပ်ကိုစီဖြစ်လူများထွက်လာကြခြင်းဖြင့်အမျိုးသမီးများကလေးများကအများစုအတူတွေလည်းသူတို့တန်အနည်းသို့ထိုးသူများရောက်လာသည့်နေ့စူးစမ်းလိုက်ရသည်သူတို့ကဟန်တာရီဘီရင်ကအခုပဲလှုပ်ပေးလိုက်တယ်အင်းဝါကအကျဉ်းသားတွေပဲဟင်သခင်မလေးစတာကဲကျမသခင်မမဟုတ်ဘူးရှင်တို့နဲ့အတူရှိနေပေးမဲ့သူပဲ တို့လည်းရှင်တို့လိုပဲဟန်တာရီပြင်ကစစ်မြေပြင်ထဲကိုပို့လိုက်တဲ့သူတွေတို့နဲ့အတူရှင်တို့ရှိနေပေးပါတို့ကိုအတက်နိုင်ဆုံးကာဝယ်ပါလောင်ပြတ်တက်တွေဟာအင်းဝသားတွေပဲမဟုတ်လားအင်းဝသားတွေအချင်းချင်းတော့သူတို့အန်ရပေးမှမထင်ပါဘူးကျုပ်တို့သာအုံထိုးချိန်တွင်အမောင်ထဲမှာအမြောက်ငယ်ကြီးတန်းတစ်ခုကဟန်တာရီပြည်သူတို့၏ဝကတ်တင်များပြင်စောက်လုံထားသည်ခံတက်လေးကိုအချိန်ပြည့်ထိခိုက်သွားသည်ခံတက်အဝတွင်ဝချုံကလေးများပြင့် အင်းဆောင်နေသည့်လူငယ်၃လေးဦးမှလွင့်စင်ထွက်သွားကြ၏မပြန်ကတူးလက်ထဲမှဒူးလေးကိုအတင့်ကိုင်က ပြေးထွက်လာသည်ထိုအချိန်တွင်နန်းမြို့ရိုးအမောင်လူထဲမှမြင်းကိုစီဖြင့်တနတ်ကစစ်တီများထွက်လာကြ၏စရာစရာကတိမင်းသားမောင်ယူဦးဆောင်သည်မြို့ဆောင်တနတ်ကတက်တချို့ဘာကိစ္စလဲမင်းသားဟိုလူအုပ်တွေနဲ့တူခမရရောလိုက်တာတွေ့လို့ကျုပ်လိုက်ခေါ်တာပဲအခုပြန်လိုက်ခဲ့ပါစရာကျမမလိုက်နိုင်ဘူးကျမဒီလူတွေကို ဟိုးနဲ့ကလေးကသူတို့နဲ့အတူတိုက်မယ်လို့ဂရီပေးတာရဲ့အင်းရှင်လဲပါတယ်လေမြို့ဦးဘော်ကနေလှမ်းអော်တာစာရာကြီးစကားကြောင့်မောင်ပြူကသူ့အားဝိုင်းကျင်နေကြသူများကိုတစ်ချက်ကြည့်လိုက်သည်ဖုံဖုံတစ်ဖက်ချမ်းတွင်အုံးမုံတံများကဝင်ရောက်ကြပြီဖြစ်၏အပြင်မျိုးရိုးတကားလည်းပျက်စီးသွားပြီဖြစ်သည်ဖြင့်မင်းသားမောင်ရွာနှင့်ဘိုးချုပ်ငတွန်းဤတံများမှာအယဲမယဲစီးလျက်ဝင်လာကြပြီဖြစ်သည် ပြန်လိုက်ခဲ့ပါစာရာလုံးမဝင်မြင်းမှုမင်းသားကကျုပ်တို့မျိုးဆောင်တက်တွေကိုအပြစ်တင်စီလိမ့်မယ်ပြန်လိုက်ခဲ့ပါဒီအချိန်မှာတော့အပြစ်တင်မှာကြောက်နေရသလားမင်းသားရဲ့ဒီမယ်ဒီလူတွေကောနန်းတော်လေးကိုခေါ်မယ်ဆိုကျမလိုက်မယ်မင်းသားမောင်ဖြူအကြက်ရိုက်သွား၏မဟုတ်ရင် ကျမမလိုက်ဘူးအင်ဝါကလူတွေကိုတော့ကျုပ်ပြန်ခေါ်သွားလို့မရဘူးသူတို့ကိုဘရင်အမိန့်နဲ့အပြင်ထုတ်ထားတာထို့အချိန်တွင်သခိုင်းဘရင်ခေါ်ရွှေဖြိုးဤတမီး ခင်တုတ်ကစာရအီလက်ကိုစွဲကင်လိုက်သည်ရှင်ဘသူလဲကျမတို့မသိပင်မဲ့ကျမတို့နဲ့အတူတူဒီတိလိုက်လာပေးလို့ရှင်ကိုကျေးဇူးတင်ပါတယ်ကျမတို့ကိုထားရခဲ့ပါမုံဆိုးဘိုးသားတွေဆိုတာကျမတို့နဲ့ဒရေသားတွေသားတွေပါပဲအလောင်းပြားဟာကျမတို့ကိုဘာမှမလုပ်တော့ပါဘူးရှင်တို့ပဲမျိုးလဲကိုဝင်ကြပါတော့တစ်ဖက်မှာတိုက်ပွဲအခြေအနေကလည်းပုံမိုးဆိုးလာပြီဖြစ်၏ ကဲစရာရန်သူကလည်းရှေ့ကိုတက်လာနေပြီကျုပ်အချိန်10မိနစ်ပေးမယ်ဒီအချိန်တွင်းမှာခမည်းဦးဆောင်ပြီးနန်းမြို့ထဲကိုဝင်ကျင်တဲ့သူတွေရောက်ဝင်ကြပါသွေးတော်ကြီးသူတို့ကိုဦးဆောင်ခေါ်စွာကျုပ်တို့ကကာပြစ်ပေးတော့မယ်မိမနဲ့ကလေးတွေကိုဦးစားပေးကြဦးစားပေးကြစရာကအော်ခဲ့လိုက်ညမမုံထဲတွင်ကြောက်လန့်နေသောဟန်တာရီမျိုး၏စင်ရသာပြည်သူတစုမှစရာ၏နောက်သို့တန်းစီလိုက်ကြသည်ခမည်းတော်အင်အားအစုတွေဒီခန္ဓာကနေဘေးလို့ရကိုပြေးကြတော့ ကုန်းမောင်စစ်သားတွေနဲ့တွေ့ရင်ဗမာရီဖြစ်ကြောင်းကိုအရင်အော်ပြောနှုတ်မအသက်ခံနေရမယ်တွားကြတော့ဖုံဖုံဖုံဟန်တော်ရီပြည်သူတို့ဤခံတပ်ကိုဖြိုခွင်းပြီးအမတ်တမဲ့ဝင်လာကြတော့ရွှေကျူးဤတက်မှာကတိမင်းသားမောင်ပြူဤမြင်းစီတနက်ကိုင်တက်များဤစောက်ကြိုပြစ်ခတ်ခြင်းကိုခံလိုက်ရသည်အမတ်မထင်သားသည့်ပြစ်ခတ်မှုကြောင့်မရွှေရေးဤတက်မှာအကြဆုံးများဖြင့်ခိတ္တများငြိမ်သွားကြ၏မင်းသားမောင်ရွာဤရှေးပြေးတက်ဖြစ်သော ပတိဘုံမောင်ဘုံနှင့်ဘိုးချုပ်ဝတ်တွန်းဤတက်ဖြစ်သည်ကတိမင်းသာမောင်မင်းတို့ဤတက်များမှာဟန်တာဝရီပြင်မြို့တစ်တက်တကားမှတစဉ်ဝင်လာပြီးငွေရွှေရီတက်များထံစစ်ကူအဖြစ်ဝင်ရလာသည်တိုက်ပွဲကပြင်းထန်လာ၏မင်းသားမောင်ပြူဤမြင်းစီတက်များမှာနောက်သို့ပြစ်ဆုပ်ဆုံနေကြ၏သို့သောပတိမောင်ဘုံနှင့်မောင်မင်းဤတက်များကလေးဘက်လေးတန်းပတ်ဝန်းကျင်ကိုခံလိုက်ရပြီဖြစ်သည်ကြည်စံများကြောင့်မှာမောင်ပြူကဟန်တာဝရီမြို့ကြီးစီသို့တစ်ချက်လှမ်းကြည့်လိုက်၏ဟန်တာဝရီမြို့ဆောင်တက်မှာလဲ နီးကပ်လာသည့်တိုက်ပွဲအခြေအနေကြောင့်ကျုံနင်းချန်းကိုစက်သီးဖြင့်ဇွဲတင်သွားခဲ့ပြီးဖောင်းလက်မောင်းတစ်ဖက်ပူကနေခံစားလိုက်ရသည်ဟန်တော်ရီသားတဲ့ဟေးအမောင်ထဲမှစစ်တီတူဦးအော်လိုက်တန်ကျဲလောင်စွာထွက်ပေါ်လာ၏ထို့နောက်တနက်တန်များပုံမူကျဲလောင်စွာပြေမင်းသားမောင်ယူကသူ၏ဝမ်းပိုက်ကိုအုပ်ခါမြေပြင်တွင်တရွတ်ဆွဲသွားတော်သည်အကုန်မိတိုက်ခဲ့ဟုအမိတ်ပါတယ်ဟေ့ပတိဘုံမောင်မို့ဤအော်လိုက်တန်၏အတူမိတို့ကင်နာတော်စစ်တီများက ဟန်တာဝရီအရသားတို့ဖြစ်သူလို့စောက်လို့ထားသောလယ်စုံခံတပ်ကိုမီးတင်ရှုလိုက်ကြ၏။တနက်တွေအကုန်ကောအကုန်ကောမင်းသားမောင်မင်းကမီးလောင်မြင်းနဲ့လောင်းကောင်များကြားမြင်းပြေလျှောက်သွားရင် အမိတ်ပေးနေစီ။ဟာဒီမှာတယောက်ကမသေးသေးဘူး။အမေဝှထားတယ်ရွှေချင်းကပေါ်ဝင်နေပါလား။ဘောင်းမီကအစမ်းပါလား။ကတိဘောင်းမီနဲ့ကိုင်းဟာစွတ်စစ်တီတူကလူတူအားဓာပြထိုးတက်လိုက်တဲ့ကြောင့်မောင်မင်းကတစ်ချက်ကြည့်လိုက်။မီးအောင်တလက်လက်တွင မြင်လိုက်ရသည့်မြင်ကွင်းကြောင့်မောင်မင်းခိတ္တမြမြင်တတ်နေပြီထို့ကြောင့်မြင်းပေါ်မှခုံစင်းကထုံနေရာသို့ပြေးသွား၏ဖဲ့စံရုပ်တရက်အဆောင်အကန်ခံလိုက်ရသဖြင့်ဓားပြစ်ထိုးသူစစ်သားမှရှေ့သို့ဟတ်ထိုးလဲကြသွားသည်မောင်မင်းကမောင်ပြုတ်ကိုပွေယူလိုက်သည်မောင်ပြုတ်ကမျက်လုံးကိုဖွင့်လျက်ညီဖြစ်သူကိုကြည့်နေ၏တစုံတစ်ခုပြောရန်ပြေးလိုက်သည်သို့တော်စကားသံထွက်မလားဘလုံးပတွေးပြစ်တပြေးပြေးငြိမ်သက်သွား၏ မောင်မင်းကအကိုဖြစ်သူ၏အတမဲ့နေသောခန္ဓာကိုတင်းတင်းကြပ်ကြပ်ထွေးပွေလျက်သမီးကမုံအပြင်မှခေါ်တဲ့ကြောင့်ကမုံကတလွန်ပေါ်မှ ထားလိုက်၏ဘရင်ဖြစ်သူဥအောင်လာနှင့်မိဖုရားကောင်းကြီးရတနာမြမိုင်းဒေဝီကိုယ်တိုင်ဝင်ရောက်လာခြင်းဖြစ်သဖြင့်အာလုံးအလံတကြားဖြစ်သွားကြသည်နန်းမြို့အပြင်ဘက်စီမှအမြောက်တန်တနက်တန်များကလည်းစုညံနေစေကမုံနှင့်အပြိုတော်များကကျမ်းမြင့်တွင်ဝတ်တော်ကရှိခိုးလိုက်ကြ၏ကဲအပြိုတော်တွေတင့်ရကတွားခါစားကြတော့ နဂိုကထိတ်လန့်နေကြသောအပြိုတော်များမှာမျက်စိမျက်နှာပြက်ပြက်အသည်းသည်ထွက်သွားကြသည်။ဦးအောင်လကတလွန်ပေါ်တွင်ခပ်ပြေးပြေးဝင်ထလာ၏။ဘေးတွင်မိပြက်ကောင်းကြီးကကမုံး၏ဘေးကျန်းပြင်တွင်ထိုင်လိုက်၏။အဖက်ခါနာကတတ်တာမကြလာသည်ဘူး။ဘလို့ကြောင့်သမီးစီကိုကြွားလာလဲ။တွေ့ရင်စင်းခေါ်လိုက်လို့ရရနဲ့။ထို့စဉ်ကမုံးမေးသို့ဥပရိယသာဦးအောင်များက ရောက်လာပြီးဘရင်ကြီးအားရှိခိုးလိုက်၏။ကမုံကသူ၏အဆောင်သို့မရောက်စဘူးရောက်လာသည်မိဘနှစ်ပါးနှင့်ဦးလေးဖြစ်သူကြောင့်တန်တော်ဖြစ်သွားသည် ီနောက်လာပါဦးငါသမီးလေးဦးအောင်လာကခေါ်တပြေကမုံးကရှေ့သို့တိုးသွား၏ကမုံးဤကောင်းကိုဦးအောင်လာကခပ်ပွားဝါကရင်ပိတ်စိတ်နေသည်နောက်တော့ဖျားဦးအောင်မြကတတိပေးလိုက်၏ဦးအောင်လာကတပ်ပြင်းချလိုက်သည် သမီးသမီးကိုအဖာဘလောက်ချစ်ခဲ့လဲဆိုတော့သမီးသိပါတယ်နော်မှန်ပါတိပါတယ်ဖျားဘုံမိသားစုတွေကြီးပဲရှိနေတော့တော်ရီဖရားတွေခဏထားဟိုတော့ကလိုပဲပြောဆိုကြတာဩဟုတ်ကဲ့အဖ တမီးဟာငငယ်ရွယ်နဲ့မိဖုရားကောင်းကြီးဖြစ်ခဲ့ပေမဲ့ကိုလင်ယောက်ျားကပေးတယ်တောကတွေအပူမီးတွေကိုဘလောက်ကြိတ်မိခံစားရခဲ့လဲဆိုတာကိုအဖသိပါတယ်။ဒါကြောင့်လဲအဖစင်ကြားရင်ကိုဒီနန်းတော်ကနေမောင်းထုတ်ပြီးတဲ့အခါတမီးဟာအပြိုစင်မဟုတ်ပေမဲ့လည်းတပင်တိုင်းမင်းသမီးအရာကိုထားပြီးလူလီသိမ့်မရှိတဲ့ဘဝကို အဖဖန်နှီးပေးခဲ့တာပဲတမီး။အဖဟာတမီးကိုချစ်တယ်လို့ဟောဒီအဖရဲ့မိသားစုတွေကိုလည်းချစ်တယ်ဆိုတာကိုတမီးသိထားပါ။ ။တမီးသိပါတယ်အဖ။အခုတမီးကိုဘာမှပြောစရာရှိလို့လဲ။ဦးအောင်လာကတစုံတစ်ခုပြောရင်ပြင်ပြီးမှစိတ်ထိခိုက်စွာဖြင့်တပ်ပြင်းချလိုက်၏။ကျမပဲတမီးကိုပြောလိုက်ပါမယ်မင်းကြီး။မိခင်ဖြစ်သူကကမုန်းကြီးလက်ပွားလေးများကိုစုပ်ကန်လိုက်သည်။အဖတို့မိသားစုတစုလုံးရဲ့အသက်ဟန်တာဝရီပြည်သူတွေရဲ့အသက်ကတမီးကဲတင်မှုအချိန်ကျလာပြီတမီး။ရှင်ဟုတ်တယ်။ကိုမောင်မင်းရဲ့စစ်ကိုရက်တန့်ဟန်တာဖို့ကတမီးကိုသူ့စီကိုဆက်တာပြီ ဟင်အင်းဟင်အင်းဒီလိုမလုံနိုင်ဘူးခမုံကစိတ်လုံရှားသွားပြီးခေါင်းကိုခါရန်လိုက်ဟန်တာရီမျိုးပင်ကိုသူတို့ရောက်နေကြပြီမကြခင်ငါတို့အားလုံးကိုအလောင်းပြားကတတ်လိုက်မယ်အင်းမဘီရင်မိသားစုကိုငါတို့ရေချတတ်ခဲ့လို့ငါတို့ကိုလည်းအဲ့ဒီတက်ရဲဆက်တဲ့နီးနဲ့တတ်လိုက်မယ်ခမို့အဲ့ဒီလိုငါတို့မှဖြစ်စေချင်သလားဒါမှမဟုတ်အလောင်းမရရဲ့မိဖုရားတစ်ပါးအနေနဲ့ငါတို့အားလုံးကိုကဲ့တင်မလားဥောက်များကြီးအတန်ကကျဲလောင်သွားသည် မိဖုရားကောင်းကြီးထံမှဤကနေဟိုသံထွက်လာ၏ကမုံးကဖခင်ဖြစ်သူကိုမောကြည့်လိုက်သည်ဟိုကျမ်းမကြီးမကောင်းလာတော့ဥအောင်လာသည်ခေါင်းကိုငိုက်ဆိုင်ချလျက်မိထားသောမျက်လုံးစုံတွင် မျက်ရည်စာချူအဖာဒီကိစ္စမှာတမီးပါမှာဖြစ်ရမှာလားဘာကြောင့်တမီးပဲဖြစ်ရတာလဲအဖာတခုခုပြောပါဦးပြောပါဦးလို့ကမုံးကဥအောင်လာ၏လက်ကိုစုပ်ကိုင်းကမေးလိုက်သည်အဖမပြောရဘူးတမီးအဖတို့အားလုံးရဲ့အသက်ဟန်တော်ရီပြည်သူရဲ့အသက်တွေအတွက်နဲ့ ငါသမီးလေးကိုသူတို့စီထိုးရလိုက်ရမှာကိုအဖမပြောရဘူးသမီးလေးပခမုံးကဖခင်ဖြစ်သူဤပြောင်ပေါ်သူမျက်နှာအက်ခါတရှုံရှုံကိုနေစီမိဖုရားကောင်ကြီးထံမှမူတန်လဲထွက်လာ၏လူသက်တွေအများကြီးပါကမုံလူသက်တွေအများကြီးတည်ကြရမယ်အရေးပါအဲ့ဒါကိုစဉ်းစားပြီးပြီးဦးဦးမှလည်းမွေးကစားနေ့မှဝမ်းဝဲလေးနဲ့မိသားစုလေးဖြစ်ကစားပါနောက်တဲ့ဟန်တော်ဒီမှာရှိတဲ့မိသားစုတွေအများကြီးအတွက်ပါစဉ်းစားပြီးပါငါတို့မှရဲ့ အနောက်ဘက်မှဥအောင်များ၏အတန်းကမုံကလက်နက်ဘက်ဖြင့်ပားပြင်မှမျက်ရည်တို့ကိုတုပ်လိုက်၏အခန်း27စိုက် The Fall of Handauri 1959အခန်း27ဟန်ဒါရီမျိုးရိုး တောင်ပိုင်းချမ်းကိုပတ်ဝဲ၍တည်ထားသောဟန်ဒါရီပြည်မျိုးကြီးကကိုမုံတံများလက်အောက်သို့ကြောက်ရောက်ခဲ့ပြီးဖြစ်သည်အမြောက်စိန်ပြောင်းတနတ်များရွှေငွေထဲလိမ်များကိုတိမ့်ပိုက်စီးနှင်သည်တပ်ဖွဲ့များအားရသလောက်တိမ့်ယူခွင့်ပြုလိုက်၏တုံမန်းများတပေါင်းကျော်ဖမ်းဆီးရမိသည် ထို့နောက်လူတောင်းကျော်အနက်အင်းဝဟန်တော်ရီစစ်ပွဲကာလအတွင်းဟန်တော်ရီတို့ဖမ်းဆီးခေါ်ဆောင်လာကြသော မဟာဓမ္မရာဇာဓိပတိဤမိဖုရားငယ်အချို့သခိုင်းမင်းငန်ဥွှေပြိုကတော်တာသမီများကိုအလောင်းမရကတွေ့ဆုံပြီးတီးတက်နေရာချထားပြီးစီအိုးမောင်တများသည်ကျုံးရည်နက်နက်အုံယိုမျိုးရိုးအထက်ထက်ဖြင့်ဟန်တော်ရီမျိုးရိုးနှင့်အနီးဆုံးနေရာတွင် တက်ကြီးတက်ခိုင်တဲကအပိသက်သိမ့်ပိုင်ရန်ပြင်ဆင်နေကြပြီဖြစ်သည် လောင်ပြားသည်ဇေတုရီမျိုးစီတီးရှိယာယီတန်းတန်းတွင်ထိုင်ပြီးကိုကဲလျက်ရှိသည်ရွှေကျူကခင်တော်မီလက်ကလေးကိုစုပ်ကင်တာ၏လက်ပြားကလေးများမှာအေးဆက်နေသည်ယာယီတန်းတန်းတွဲသို့ဝင်လာသည်နှင့်ရွှေရောင်အတိပြီးသောနန်းပြားသက်အလဲတွင်အမိုးထိနေသည့်ပလင်ကြီးနှင့်တကယ်ကြီးကို တွေ့လိုက်ရသည်ယာယီနန်းမင်ဖြစ်တော်လဲခန်းနောက်မှုကိုခင်တော်မီကအံဩမြင့်တက်စွာငင်းနေမိ၏ တန်လင်စိတ်ကန်းနဲ့တကုံစိတ်ကန်းကိုရရှိလိုက်ခြင်းသည်အလောင်းပြားတက်များ၏စီးပွားရေးကို များစွာ ထောက်ပံ့ဖြစ်စေခဲ့ခြင်းပင်ပလင်ပေါ်တွင်မိသူမှရှိမနေသေးအလောင်းပြား၏အတွင်းဝင်ဂရီဂိုရီနှင့်တက်ရေးစာဆိုရောပညာရှိဦးမြတ်သားနှင့်ငနေတို့သာ ပလင်တစ်ဖက်တစ်ချက်စီရီဘာပိတ်ခံပေါ်တွင်ထိုင်နေကြ၏ တောင်ငူစားသရိုးတင်ခတ်သူတို့ပလင်တော်ပါဦးမြတ်သားနေကရွှေကျူးတို့ပြင်ဆင်ထားသည့်တလုံးကိုညွှန်ပြလိုက်၏ရွှေကျူးကသူတကူစားပြင်ဆင်ထားသောရွှေတလုံးကိုတစ်ချက်ကြည့်လိုက်၏ရတယ်သူနဲ့အတူကျမ်းပင်ကပဲခါးစားမယ်ရွှေကျူးကခင်တော်မီးလက်ကိုဆွဲကထိုင်လိုက်၏ခဏကြာတွင်ထွက်တော်မူမောင်သုံးချက်တီးတံကိုကြားရပြီးအလောင်းပြားအောင်စီရထွက်လာသည်ရွှေကျူးနှင့်ခင်တော်မီးကိုတစ်ချက်ကြည့်ကပလင်ပေါ်တွင်တက်ထိုင်လိုက်၏ကဲမော်ဘူးကြသည်ကွ ခေါင်းဝတ်ဝတ်တော်နေရသူများအားလုံးခေါင်းပေါ်လာကြ၏တွေ့ကြငါညီတော်မစစ်တောင်းပတ်ကြလဲကိုအလိုတော်ပြည့်အောင်ဖြည့်စည်းပေးခဲ့တဲ့အတွက်ငါကိုယ်တော်ကျေနပ်တော်မူပါတယ်ဘယ်ရင်းနဲ့များကလေးကနေဒီအထိကို တကွိတပတ်ကြီးလာရတာတော့မင်းတရားကြီးဂရိတော်ဒါကျွန်တော်မျိုးနဲ့ဒီကခင်တော်မိနဲ့ကိုအလောင်းပြားကဟဟပပပြုံးလိုက်သည် မင်းကလေးကခင်တော်မိတယ်လားမှန်ပါ ကျွန်တော်မျိုးမှခင်တော်မိပါဗျာ မယ်မင်းဘန်းကဟန်ဂါရီရဲ့ဝိုင်းရဲ့တပ်မှုကြီးပဲတလဘန်းနဲ့ပညာချင်းဟာစစ်ဖြူဟာအရာမှာကျွမ်းကျင်ကြတဲ့သူတွေပဲအင်းရန်သူဘက်မှာဖြစ်နေတာတော့နှမျောမိပါပြီကြောက်တင်ခွင့်ပြုပါဗျာမကြခင်မှာကျွန်တော်မျိုးနဲ့ခင်တော်မိမုံရိုးရဒလိတာစူလျားရစ်ပတ်ပွဲကျင်းပကျင်တာမို့မင်းတရားကြီးရဲ့ခွင့်ပြုတဲ့ကိုတောင်းပန်လျှောက်ထားတာပါဗျာရွှေကျူရဲ့မင်းနဲ့တော့ခတ်ပါပြီ အခုမင်းလက်ထဲမှာလူတယောက်လုံးရောက်နေမှာပဲဟန်တာရီကိုအပိသက်သိမ်းပြီးတဲ့အချိန်ကျရင်ငါကိုယ်တိုင်မင်းတို့ကိုကြီးကြီးကျယ်ကျယ်ထိမ်းပြပေးပါမယ်ခဏတော့စောင့်ပါဦးဟာနန်းပြသက်အတွင်းရှိလူများအားလုံးပြုံးစစဖြစ်သွားကြသည်ရွှေကျူကရေကျဲကျဲဖြင့်မှန်မှာအမိန်တော်ကိုနာခံမှာပဲကဲဒါဆိုလည်းအချိန်မလေးငယ်ကလေးတက်စီကိုပြန်မို့စီစဉ်ရတော့ဘို့တော့ကျုပ်ကိုတွေ့ကျင်တယ်ဆိုရွှေကျူကဘို့တော့အားမေးလိုက်ပြီမတွေ့တာကြားပါပြီကောကိုရွှေကျူ ဘဲ့နဲ့ခမောင်းမင်္ဂလာပွဲကိစ္စရှောက်ထားတာအဆင်ပြေရဲ့လားဟန်တော်ရီကိုပြီးတိုင်သိမိမှာထီးပြားကြီးကိုယ်တိုင်စောင့်နှင်းပေးမယ်တဲ့ဟေးဟဲ့ဟဲ့ကို့လူကမနေနိုင်တော့ဘူးလားမတွန်ကနဘေးရှိခင်တော်မိကိုကြည့်ကစားနောက်လိုက်တယ်ပြီနှစ်ဦးစလုံးရှယ်လိုက်ရည်ခမောင်းမင်းတော့ကိုကိုကောင်သတိပြမိပါရဲ့ဗျာအေးဗျာသူမရှိကလေးကကြုတ်ပြီအရက်တော့ကောင်းကောင်းမတော့ဖြစ်ပါဘူးအရက်တော့တိုင်သူ့မျက်နှာကိုမြင်အောင်လာလို့ဒီလိုပါကိုရွှေရွှေ ကျောင်းလူတယောက်ကိုခမည်းစီထည့်ပေးလိုက်ရှင်ဟိုဘသူများလဲအင်းဝမင်းသားတစ်ပါးပါပဲစနေမင်းနဲ့ကတိမင်းသမီးကြီးနီလာခန်းကမွေးလာတယ်ကတိမင်းသားမောင်မင်းပါဩတန်လင်ကနေခိုးဝင်လာတဲ့ဆိုတဲ့တယောက်လားဟုတ်တယ်ပြီးခဲ့တဲ့ပြင်မြုပ်သိမ်းတိုက်ပွဲမှာဟန်တာရီဘက်ကသူ့ကိုမောင်ဖြူသူ့ရှေ့မှာနေတေသွားတာကိုသူ့တွေ့လိုက်ရတယ်အဲ့တော့ကို तू ရဲစိတ်ထိခိုက်သွားတယ်ဗျသူ့ကိုပြင်မြုပ်တက်မှာစံမထားဖို့ကြုတ်ဆုံးပြတ်ထားတယ်ခမည်းက ဟန်တော်ရီမျိုးသိန်းတိုက်ပွဲမှာအရန်တက်အနေနဲ့ကလီးကနေပိတ်ဆို့ထားမှာဆိုတော့သူ့ခမည်းလက်အောက်မှာထည့်ပေးလိုက်ခြင်းနဲ့ရပါတယ်။ညီကိုချင်းထားတဲ့တန်ရုံးစဉ်ကိုကြုံနားလေပါတယ်ဘုလို့ဟုခတ်တယ်ဗျာ။ဒီစစ်ပွဲတဲ့တားဖရီညီကိုတွေတကွဲတပြားစီနဲ့ဘယ်တော့များမှများကျုပ်လို့တွေအေးကြမ်းကြမ်းဘဝစီကိုပြန်သွားကြရပါမလဲပဲ။မတွန်ကားတပ်ပြင်းချလိုက်ဤငင်းရတဲ့နေ့စီကိုရောက်ဖို့လောလောဆယ်တော့တိုက်ကြရအောင်ပါပဲဗျာ။ ဒါမှခမရလဲမင်္ဂလာကရင်ပေါ်အမြန်တက်ရမှာငါလူကြီးဟာဟာဟာတာလဘန်ကဒေါသကိုမြို့တိတ်ခါအန်ကိုကြိတ်ထား၏ဘရင်ဦးအောင်လာ၏လက်ရဘက်တလုံးတွင်ထိုင်နေသော ဥပရိယာသာဦးအောင်များကတာလဘန်၏အခြေအနေကိုအကဲခတ်လိုက်သည်ဟန်တော်ရီအခုလိုအကြက်တဲတွေ့ရတာကျုပ်တို့အားလုံးရဲ့ညံပြင်းမှုဆိုတာကိုကျုပ်တို့ဝန်ခံကြရလိမ့်မယ်ဒီအချိန်မှာကိုရေးကိုယ်တာခံစားချက်တွေကိုရှည်တန်းတင်လို့မရပါဘူး ဟန်တော်ရီပြည်သူနဲ့အားလုံးရဲ့အသက်ရှင်သန်ရေးအတွက်လုံးတင်တာကိုလုံးကြရမှာပါပဲ။ပင်နိုင်ငံမင်းသမီးကိုယ်တိုင်လည်းတိုင်းပြည်တော်ဝင်ကိုထမ်းဆောင်ဖို့သဘောပူထူလာပြီးပါပြီ။အခုအချိန်မှာသူတို့ထိုးစစ်ကိုအချိန်ဆွဲရဖို့ကအဓိကအရေးကြီးတာပါ။အခုကမိုးလာရာသီရောက်ခံနေပါပြီ။မုတ်တုံရာသီရောက်ပြီဆိုရင်ပြည်အလောင်းဖျားစစ်တီများကြာကြာမဝင်ရနိုင်ပဲပြန်လည်ဆုတ်ခွာသွားကြမှာပါ။အဲ့ဒီအခါမှာဟန်တော်ရီရဲ့အင်ဝါကိုပြန်လည်စူးစီးပြီးတိုက်ခိုက်ကြဖို့ပါပဲ။ ာလဘန်းကတလွန်ပေါ်တွင်ရှိနေသောဦးအောင်လာ၏မျက်နှာကိုတဲ့တဲ့ကြည့်လိုက်သည်။အောင်လျာစစ်ဗျင်မှာ300စီစလုံးစစ်တိုက်နိုင်တဲ့စစ်တပ်သူ့မှာရှိနေတယ်။သူ့ကိုရပ်တန့်လို့မရပါဘူး။စစ်မှန်ရင်ဆိုင်ကြတဲ့အခါမှာဂရီးသစ္စာမတည်တဲ့သူတွေဟာအရှုံးနဲ့သာရင်ဆိုင်ကြရမှာပါပဲ။ကျွန်တော်မျိုးကတော့ဘာမှမမျှော်လင့်တော့ဘူး။ဘူမင်းတာလဘန်ဟာဟန်တာဝရီတိုင်းပြည်ပေါ်တောင်ဝန်ကြည်ပြုံခဲ့ဆုံးသူရဲကောင်းတယောက်ပါ။ဒါပေမဲ့ငါကိုတော့ဆုံးဖြတ်ပြီးပါပြီ ကိုမောင်မင်းနဲ့ဆွေမျိုးတော်ဆက်ပြီး DA ကိုမဟာမိတ်အဖြစ်အရင်ပြင်းရင်းစီမယ်။ရှစ်တောင်ကျောင်းဆရာတော်ကလည်းကိုမောင်မင်းစီကိုအရေးဆိုကိုရှောက်ထားတာကိုလက်ခံပြီးပါပြီ။အခုရဟန်းပညာရှိလူပညာရှိများတိုင်ပင်ပြီးကိုမောင်မင်းစီကိုတဝန်လောင်းရေးသားပြီးတာနဲ့တမီးတော်ဆက်သမဲ့အစည်းအဝေးများစီစဉ်ဆောင်ရွက်ကြပါစေ။အမတ်များစစ်သူများကတမီးတော်ဆက်တာပြီးတဝန်လောင်းရင်ပါဝင်တောင်းဆိုမိအချက်လက်များကိုစည်းဝေးပြောဆိုနေကြ၏။ သို့တော့တလပန်း၏နားထဲတွင် ထိုအတံများကိုလုံးဝမကြတော့အန်ကိုကြိတ်၍သာငြိမ်သက်လျက်ပြင်းမျိုးကြီးမှကုံပေါင်းအမြောက်တများဟာဟန်တာဝရီမျိုးရင်းသို့တကြိမ်ကြိမ်ပြစ်ခတ်လျက်လေးဘက်လေးတန်းနန်းမျိုးတွင်မြို့သူမြို့သားများမှဥဒိယာမဲ့ပြေးလွာပြောင်းရွှေ့နေကြရ၏နန်းတော်နှင့်ဤကပ်ပြီးအမြောက်များမရောက်လာနိုင်သေးသည့်ဗညာဒလအောင်စား၏ခြံဝင်းတွင်လည်းလူအများစုမှတဲထိုးကနေထိုင်ကြသည် ခြံဝင်းအတွင်းတွင်မုံတမအိုးကြီးများတဲ့သို့စံပြုံများကိုထဲ့ကာဝဲဝိုးဝါးများဖြင့်ထမ်းယူသူများကယူနေကြ၏အဖက်ကွက်လက်တွင်လည်းအင်ရှိအမှုတန်းမိမတတိုက်ကာထမဲကြောင်များကိုဗန်းကြီးပန်းငယ်များဖြင့်လမ်းနေသည်ခြံရှိတွင်စံပြုတ်ဝင်နေခြင်းကိုစာရာကကြီးကျက်နေသည်ခဏကြာတွင်ဗညာတလအောင်စား၏ဝေါ်ဟင်စောပြားဝေါ်ရင်နှင့်အတူဖဲကြော်ကာမြင်းစည်းလျက်ခြံဝင်းတွင်သို့ဝင်လာကြ၏စာရာကလုံးလက်စာများကိုထားရခအိမ်ပေါ်သို့လိုက်တက်သွားသည် အောင်စကဧကန်းဆောင်ရှိတလုံတွင်ထိုင်လိုက်။စောပြားနှင့်ဘဲတော်ကလည်းအတီးတီးဝင်ထိုင်လိုက်ရသည်။ညီလာကံမှာဗာမားထူးကြတဲ့တရင်ရှိလို့လဲမောင်ပြား။စစ်ပြင်းကြီးတို့ကကမုန်းကိုအောင်စရာစီကိုဆက်တာပြီးအပေးယူလို့ဖို့ဆုံးဖြတ်လိုက်ရပြီဆရာ။ဟိုဘကလက်ခံမဲ့တဲ့လား။အင်းဝါကနေခေါ်လာတဲ့ရှစ်တောင်ကျောင်းဆရာတော်ကိုလှုပ်ပြီးအေးဆိုကြလိမ့်မယ်။ရှစ်တောင်ကျောင်းဆရာတော်ကအရင်ကအောင်စရာရဲ့မယားညီကိုစီတာမင်းကြီးရဲ့ကျေးဇူးရှင်ပဲ။ သူ့ကိုတော့အရင်လိုဘူးတဲ့ဆရာတော်တွေလို အောင်စီအားကဆက်ဆံလိမ့်မယ်လို့မထင်ဘူး။ကဲစရာတို့ဘာဆက်လုပ်ကြရမလဲဆိုတာကိုဒီကဘုံမင်းတွေနဲ့အတူတိုင်ပင်ကြတာပေါ့။ဘုံမင်းတို့သဘောထားတွေကိုလည်းပြောကြပါဦး။ကျွန်တော်မျိုးတို့ကရှေ့တန်းမှာကိုယ်တိုင်ကိုယ်ကျစစ်တိုက်ခဲ့ရတဲ့သူတွေပါ။အောင်စီအားရဲ့တပ်မှုတွေနဲ့ကျုပ်တို့ကြားကရန်ညိုးတွေစိတ်ဒဏ်ရာတွေရှိခဲ့ကြတယ်။တကယ်လို့ဟန်တော်တွေကိုအောင်စီအားလက်ကိုအပ်တဲ့အခါမှာဘရင်ဆွေမျိုးတွေမဟုတ်တဲ့ကျွန်တော်မျိုးတို့အတက်ကိုဘသူကအာမခံပါလဲ။ ဒါကိုကျွန်တော်မျိုးစိုးရိမ်မိပါတယ်။ဘယ်တော်ကြီးစကားဆုံးတွင်စောပြားကတပြင်းချလိုက်ပြီ။တော်လပန်းကိုဒီနေ့တတိထားကြရတာအချိန်နေသိမ့်မဟန်ဘူး။ဂမုံးနဲ့သူ့ရဲ့ကြားဆက်ဆက်ရေးကိုလည်းအားလုံးအတိပဲ။သူနန်းတော်ကိုပုံကန်တဲ့အချိန်နေဖြစ်မလာဘူးလို့ဘသူမှမပြောနိုင်ဘူး။ဒီအတွက်လည်းအသင့်ပြင်ထားကြရမယ်ကိုတော်လေး။အောက်စကစာရော့ကိုကြည့်လိုက်ပြီ။ကိုမောင်မင်းရဲ့လက်ထဲသာဟန်တော်ရီကြာသွားတဲ့အခါကျရင်ကျွန်တော်မျိုးမကတော့တေချာပေါက်ကွက်မြက်ခံရမှာပါ။ သူတို့ကိုလှည့်ပြားခဲ့တဲ့ကိစ္စသူတို့ဘလို့မှခွင့်လွတ်မယ်မထင်ဘူးဒါပေမဲ့ကျွန်တော်မျိုးမှသေပါမကြောက်ပါဘူးမောင်ပြားခန္ဓာရီပြည်ကြီးကိုသူတို့လက်ထဲမှာဖျက်ဆီးပစ်ကြမှာဘယ်ဆိုးတာပါရာမညာရဲ့လွတ်လပ်မှုကိုသူတို့လူယူကြတော့မယ်အဲ့ဒီအတွက်ပဲကျွန်တော်မျိုးမှတော့ကဖြစ်ရတာပါအောင်စားနေတမူးနူးဦးမှာတယောက်မျက်နှာတယောက်ကြည့်လိုက်ကြသည်သူ့ကိုပြန်ခေါ်သွားလို့ရပါပြီဘုံမင်းအနောက်ဆောင်ဥယျာဉ်ထဲတွင်ရှိနေသောတလပန်းရှိတွင်မိမ့်မစိုးကြီးနှင့်မိထုံးတို့ကျုပ်တွေ့ကျင်တာတပင်တိုင်းမင်းသမီးကိုပါမိမ့်မစိုးကြီး မင်းသမီးကဥပုသ်ဆောင်နေလို့ဘသူနဲ့မှမတွေ့ပါဘူးအခုမိထုံးကလည်းဘုံမင်းလက်ကိုပြန်အပ်ပါတယ်တဲ့ကျုပ်တို့တွေ့ရမှဖြစ်မယ်မတွေ့ရရင်ကျုပ်ဒီနေရာကနေမပြန်ဘူးတလပန်းဤဒေါသတန်ကြောင့်မင်းမစိုးကြီးမှာအနှဲငယ်တုံလို့သွား၏မဖြစ်လို့ပါအခုအချိန်မှာထိတ်ထားကဘသူကိုမှမတွေ့ချင်ဘူးဖြစ်နေပါတယ်ဘုံမင်းတလပန်းကမိထုံးကြီးလက်ကိုဆွဲကာသူ့ဘက်သို့ခေါ်လိုက်သည်ခမည်းမခေါ်ဘင်းဒီနေရာနေခမည်းကိုခုတ်တက်ပြီးကျုပ်ကိုယ်တိုင်သူ့ကိုတွားရှာမယ် တာလဘန်ကလက်ထဲမှာတူတားကိုခတ်တင်းတင်းစုပ်ကန်လာသည်မိမဆိုးကြီးမှာမျက်စိမျက်နှာပြက်လျက်ဘိုးမင်းတတိထားပါဦးအနောက်ဆောင်လဲကိုမိသည့်ယောက်ျားသားမှာ အခွင့်မရှိမဝင်ရသေရန်ထိုက်တဲ့ပြစ်မှုပါတတိထားပါဟန်တော်ရီမှာတာလဘန်ကိုတတ်ဝင့်သူရှိရင်လာစမ်းလဲလေဟုတ်နောက်ဆုံးနေတာလဘန်ကြီးလက်ထဲမှာဓားကတဲ့အိမ်ထဲမှာလက်ခနဲထွက်လာ၏မိမဆိုးကြီးကအလန့်တရားပြေနောက်ဆုံးလိုက်သည် သို့တော်တာလဘန်ကြီးခြေလန်းတို့ကရှေ့မဆက်လာခဲ့ မိမစိုးကြီးအနောက်ဘက်တွင် အရေးတခုထိုရေးချိန်ကာလများစွာ သူရင်းနှီးပတ်သက်ခဲ့မှုသော အရေးအရောင်အငွေ့အသံကမုန်းတလပန်းကဓာတ်ကိုပြစ်ချကကမုန်းရှိရာသို့ရှောက်သွားလိုက်၏ထို့နောက်ကမုန်း၏ရှေ့တဲတွင်ရက်လိုက်၏ခဝေးဝေးမျိုးရဲတွင်လည်းအမြောက်ဆန်ကြတံများကစူညံနေကြစေသို့သောသူတို့နှုတ်၏ကိုစီရင်ကုန်တံများကိုထိုတံများက မတိုးဝေမကြော်လွားနိုင်ရာဝင်လက်စနေကနှစ်ဦးစလုံး၏မျက်နှာပေါ်သို့ပင်းသက်ဖြာမူတာ၏ မင်းဘက်ကသာသူတို့စီစဉ်တာကိုလက်မခံဘူးလို့တခွန်းလည်းပြောလိုက်အခုချက်ချင်းဟန်တာဝီရီနဲ့ဝေးရစီကိုမင်းကိုငါခေါ်သွားနိုင်တယ်ကမို့မင်းလက်မခံဘူးမဟုတ်လားပြောပါပြောစမ်းပါကွာကမုံကြီးပါပြင်သူမျက်ရည်တစ်စက်ကပေါက်ခနဲ့ကမုံတို့မှမတဲခွဲစကားတန်သာထွက်လာ၏ပြောပါကမို့တခုခုတော့မောင်ပြောပါမင်းဖပေးခဲ့တဲ့ဂရီမတီတာတွေပါတွေမောင်စိတ်ထဲမှာမရှိဘူးကမုံရဲ့စကားတခွန်းပဲ တခုခုပြောလိုက်ပါဂမုံဆုံးဖြတ်ပြီးပါပြီအဖနဲ့အမေရဲ့အသက်အထွတ်ဂမုံကျေးဇူးဆက်ဖို့ဆုံးဖြတ်ထားပြီးသားပါတာလဘန်းကဂမုံကိုသာစိုက်ကြည့်လျက်တစ္ဆာတရားမထွန်းကားတဲ့ဒီမြေမှာငါမနေဘူးမတန်ဘူးကွာထီတာလဘန်းကမိတော်ဝင်လက်ကိုဆွဲကလှဲထွက်သွား၏မောင်းမျောလင့်ချက်တာလဘန်းကလှဲကြည့်လိုက်သည်ကိုကိုကိုဂယူးဆိုင်ပါတာလဘန်းကဆက်လက်ကြောခိုင်းသွားခဲ့သည် တဲပြိုကြသွားသောဂမုံးကိုမိမဆိုးကြီးကအလံတကြားဖြင့်ထွေးပွေထားလိုက်သည် မြို့တွင်မှအမြောက်တံများကလည်းမဆဲသည် နနက်အာယုံတက်ချိန်စင်ကြီးမြင်းကြီးများနှင့်ရဲတော်များတလူလူဟန်တော်ရီအရှိတ်အင်းဝတကားဘက်စီသို့စစ်အင်္ဂါအစုံလင်ဖြင့်ခြိတက်လာသည့်တက်ကြီးတဒက်အမိတ်တစုံတရာရှာရာချင်းမရှိလျင်မြို့တကားမခွင့်ရဘူးသောအမိတ်ရှိသည့်အပြင် နန်းတော်စီမှာမိသည့်တရင်ပေးထားခြင်းမရှိသဖြင့်အင်းဝတမူးများမှာဝေကွဲမြဖြစ်နေ၏။အုံးမောင်တမ်းမြောက်ပြက်ခတ်ဝင်းရံထားသည်မှာတောင်မဲမျက်နှာဖြစ်နေသဖြင့်ထွက်တိုက်မိတက်ဆိုလင်းလည်းအရှိတ်အင်းဝတကားမှာထွက်လာเสียအကြောင်းမရှိ။ရှေ့ပြင်းမြင်းသည်နှူးကလှန့်ရှည်ကိုသည်ဖြစ်ဆင်းလာသည်။ဟေးဘုံမင်းတော်လမန်တက်တွေပဲတကားဖွင့်ဟေ။တကားဖွင့်ဝေးဖို့ရာဘရင်နဲ့ဥပရိယသာ အမိတ်နဲ့ချိတ်တဆိတ်လိုပါတယ်။ နောက်ကစင်ပေါ်မှာဘူမင်းတာလဘန်ကိုလည်းပါလာနေတာပဲလိုအပ်လို့လားငါလူတကံမူကအနောက်ဘက်ကြီးစင်များပါသောတက်ကြီးကိုတစ်ချက်ကြီးလိုက်သည်နန်းတော်ကြီးအမိတ်မပါလျင်မဖွင့်ပေးဝင်ပါဒါဆိုလေအမိတ်စာတွားတောင်းမိမယ်မြင်းဒီကတာလဘန်ကြီးစင်ရှိရာသို့ထွက်သွား၏ခဏကြာရင်ပြန်ရောက်လာသည်ကဲမင်းတောင်းတဲ့စာပါလာပြီဟေးတကံမူတကံမူကရှည်တိုးလာစဉ်မြင်းပေါ်မှာလန့်ရှည်ပြစ်ထိုးလိုက်သည်ဖြင့်တကံမူမှာခွေကနေလဲကြသွားသည်ဖုံဖုံ နဘေးကတနက်ကင်စစ်တီများကကင်းတဲ့ဘော်တို့တနက်များပြစ်ဖောက်ကတက်သွားကြသည်မကြမီအင်းဝတကားပွင့်သွား၏တလပန်းနှင့်စစ်တီ9000ကျော်မြင်း900ကျော်စင်20တို့မှဟန်တော်ရီမြို့ပြင်မှစစ်တောင်းလွင်ပြင်ရှိရာသို့ထွက်ခွာသွားသည်တလပန်းနှင့်စင်စည်းတဲတွင် အတူလိုက်လာသည့်မိတော်ဝန်ကအနောက်ဘက်သို့လှည့်ကြည့်လိုက်၏ဟန်တော်ရီမြို့ကြီးကတစတစဝေးကြရခြေကိုသာကြည့်ပါထုံးဒီမြို့ကိုလှည့်ကိုသာမကြည့်နဲ့တော့ တလပန်း၏အတန်းကအေဒီအေဆာသူသည်ဟန်တော်ရီအားစွန့်ခွာခဲ့ပြီးအခန်း၂၂စိုက်ရန်